။ဦးဇင်မနေ့ကအဲဒီကျွန်းကုန်းတော့ရမှာတော့အဲဒီကတ္တမမြတ်စွာဘုရားရှင်သာသနာနောက်ပိုင်းအခြေအနေတွေသာသနာအကြောင်းတော်တရားဟောခဲ့ပါတယ်။အဲဒီမှာယဟန်တော်တွေကတ္တမမြတ်စွာဘုရားရှင်သာသနာနောက်ပိုင်းမှာဒီမိစ္ဆာဇီဝကိစ္စတွေဒီဘေးရင်ဟောခြင်းစိတ်ကူပေးခြင်းလက်ဆောင်ပေးခြင်းကိစ္စတွေလုပ်ပြီးတော့အတန်မွေးဝမ်းကြောင်းလုပ်ကြတာပတ်ဆက်ရှာတာပေါ့။အကုန်လုံးငရဲကြကုန်တယ်ဘုန်းကြီး။ဘုန်းကြီးတွေငရဲကြလူတွေတကယ်တမ်းလည်းငရဲကြတော့။အကုန်ငရဲကြ။နေ့ပြီမှာဖြစ်တယ်တယောက်မှမရှိဘူး။တရားမင်းကသူ့နေ့ပြီမှာလူဦးရေမတိုးလာလို့သူကအောက်ကိုဆင်းရတဲ့ဘောအရှင်ရောက်သွားတော့ နှစ်ပြည်မှာလူဦးရေမတိုးလာဘူးတဲ့ဆိုနှစ်သားတွေမတိုးလာဘူးနှစ်အတစ်တစ်တွေမပေါ်လာဘူးငရဲမှာပဲအကုန်ရောက်ကုန်ကြဘုန်းကြီးလည်းလည်းငရဲရောက်လူတွေလည်းအကုန်ဘုရားဗုဒ္ဓဂာဓမ္မတွေကငရဲရောက်ဖြစ်ကုန်ဟုတ်လားလူတွေလည်းလူဝင်းနီးနားမလဲဘုန်းကြီးလည်းဘုန်းကြီးဝင်းနီးမကြည့်ရအကုန်ငရဲရောက်ကုန်တာကတ္တမမေဆိုရသာသနာနောက်ပိုင်းမှာပေါ့ကတ္တမဘုရားသာသနာနောက်ပိုင်းမှာအဲ့တော့နှစ်ပြည်မှာလူမတိုးဘူးမတိုးတော့တရားမရစင်းရင်ောက်တဲ့ခါဟာလူဦးရေမတိုးဘူးငါတက်ပြီပါပေါ့အဲ့တော့ဘာဖြစ်လို့လဲမသိဘူးငါကြည့်ဦးမှာပဲလေလူပြည်ဦးဆိုလူပြည်ကြည့်လိုက်တော့ဘုန်းကြီးတွေအကုန်လုံးမိစ္ဆာစီဝါအမှုတွေခုနက 那办北京，那上北京，别人花钱，谁鼓钱？这里也花钱，但是这是阿拉的工，老不要挨家户呐。那刚刚讲的这些嘞，五百多块钱哦，那不能办到，只么点不来拿哦？那你过去的话，过去，别人别人包罗包罗的，阿哥的话，阿哥做哦。那大那的了不得干嘛？那的办到，没得白露白啵。所以哦，我们这拉的门路，只能讲你做，那不能办到，只么讲人家。所以阿拉都免转让哩，免转让的干啥嘛？对哇？ အဲ့ဒါအဖြစ်ဘူးငါသွားမှဖြစ်မယ်ဆိုကြားမရအဲ့မှာခွေးနဲ့ကြီးတကောင်ဖန်ဆင်းပြီးတော့သူလူပြိုဆင်းတာလေအဲ့မှာသူချိန်ချောက်တာပေါ့ချိန်ချောက်တာတော့တော်တော်ကောင်းတယ်မသားစရာကောင်းတယ်သူပြောတယ်ဘာပြောလဲဆိုတော့သူကဘယင်အဲ့မှာဘယင်ကြီးရံပေးတယ်သူကတရားမင်းကမုတ်ဆိုးအောင်ဖန်ဆင်းသွားတာမာတရိနတ်သားကိုခွေးအောင်ဖန်ဆင်းသွားတာမေးတယ်ဘာမြင်လဲဆိုတော့အသင်မုတ်ဆိုးတယ်ဒီခွေးကြီးကဘာစားခြင်းလို့ဟောင်းနေတာလဲပေါ့ဟိုကမုတ်ဆိုးကပြောတယ်လူသားစားခြင်းလို့ဟောင်းနေတာဆိုတာ မိုးဆိုတော့ခွေးကလူသားစားချင်လို့ဟောင်းနေတာလူတွေကုံစားမှလာတယ်ဘယ်ကြီးရမလဲလူတွေကုံစားမှလာတယ်လူတွေကုံမစားဘူးတဲ့ရန်လူတွေကိုစားမှလာတယ်သူကဆိုတော့ရန်လူတွေကဘယ်သူတွေလဲဆိုတော့သူကဒုတ်တိလာမမအမိတ်တာသူကတိလာမရှိတဲ့သူတွေငါရန်လူတွေတဲ့သူကအဲ့လိုပြောတာသူကတိလာမရှိတဲ့သူတွေငါရန်သူတဲ့နောက်တစ်ခါအဒံမဗိဒတာမမအမိတ်တာသူကအကုသုံနဲ့ပျော်နေတဲ့လူတွေငါရန်သူတွေပဲတဲ့ကျွန်တော်အဲ့လူတွေကိုစားမှလာတယ်ခွေးရတယ်ပြောတယ်အဲ့တော့အကုသုံနဲ့ပျော်နေတဲ့လူတွေ တင်နာပြနေတဲ့လူတွေကိုဒီခွေးကြီးစားဖို့လာတာလူတွေကြောက်ကုန်ကြတာတော်တော်ကြောက်ကုန်ကြတာနော်အဲ့ရမှာနောက်ပိုင်းတော်တော်ကြောက်လန့်ကုန်တဲ့ခါကျမှဘယ်အဲ့ဒီတရားမရပြန်ပြီးတော့ငါကမဟုတ်ဆိုးမဟုတ်ပါဘူးတရားမင်းပါအကုန်လုံးငရဲရောက်ကုန်တယ်လက်ပြမတယောက်မှမရောက်လာလို့ငါလာတာတဲ့သူကအဲ့နဲ့သူပြန်ပြန်ပြီးတော့တမေကဇာတ်တွေပြောပြီးတော့တီလာတွေကိုထိန်းကြဖို့တော့တနက်ကုန်တွေလုံကြဖို့သူပြန်ခေါ်ပေးခဲ့တာဟောကအမလူတွေအားလုံးတမေကတွေဖြစ်ဖုန်းကြီးတွေလည်းအကုန်တမေကတွေဖြစ်တော့စေကူတဲ့လုပ်တယ်မလုပ်တော့ဘူးဘေးနေဟိုတယ်လုပ်တယ်မလုပ်တော့ဘူး ပြန်ပြီးတော့ခုနကဝင်းနည်းတွေပြန်လေးစားလာတယ်လူတွေလည်းဂျန်နာ၃ပါးတဏ္ဍာကို၃ပါးတွေပြန်လုံခြုံလာတယ်အဲ့ခါကျတော့သာသနာနှစ်ပေါင်းတစ်ထောင်ပြန်ရှည်သွားတယ်တဲ့အဲ့လောက်ဖြစ်ပြနေတဲ့အချိန်မှာတော့မှကျွန်တော်သာသနာပြုတာရတယ်နော်အဲ့တော့ဦးစင်း message ပေးချင်တာကဘာလဲဆိုတော့အဲ့လောက်စိုးဝါပြီးတော့လူတွေလည်းငရဲကြဘုန်းကြီးတွေလည်းငရဲကြနေတဲ့ဟာကိုတော်မှသာသနာတစ်ထောင်ရှည်အောင်ပြန်လုပ်နိုင်ခဲ့သေးတယ်အဲ့တော့ဦးစင်းယနေ့သာသနာကအဲ့လောက်ထိတော့မစိုးသေးပါဘူးတရားမင်းအောက်ကိုဆင်းလာလို့ထိတော့မဖြစ်သေးဘူးပေါ့နော်ဒီတော့ဦးစင်းတို့လုံရင်ဖြစ်နိုင်သေးတယ်ဆိုတာကိုပြောချင်တာယနေ့ခက်က ဖြစ်မှာဖြစ်ပါမလားသာသနာပြတ်နေပြီမလုပ်ပါနဲ့တော့ဆိုတာမျိုးတွေကတားကြလူတွေလက်များကြီးပဲမဟုတ်ဘူးတရားမင်းတော်မှာဒီလောက်ဖုန်ကြီးတွေရောလူတွေရောငရဲကြနေတာတော့မှသွားပြီးတော့နော်အဲ့တော့တန်ဝေကပြောင်းလှုပ်ပြီးတော့သာသနာကိုပြန်ပြုပြင်လိုက်တာနှစ်ပေါင်းတစ်ထောင်ပြန်ရှည်ခဲ့တယ်သာသနာအဲ့တော့အကြောင်းဦးဇင်းတို့ယနေ့ချိန်မှာအများကြီးလှုပ်လို့ရပါသေးတယ်နော်လှုပ်လို့ရပါသေးတယ်အဲ့တော့ဆိုတော့ဒါကအဲ့ဒါဟိုဖုန်ကြီးတွေငရဲကြကုန်ကြအဲ့ကိစ္စတွေနဲ့လေအဲ့ဘေဒင်ဟောချင်းစေကူချင်းအဲ့မိစ္ဆာဇီဝကိစ္စလို့ခေါ်တယ်ငရဲကြကုန်တယ်အဲ့တော့အဲ့ဒီ ငရဲကြောင့်လာတဲ့ဘုန်းကြီးတွေကဘုဆိုတော့ဂေါတမမေဆာပြလာတဲ့ကြောင့်တော့ပိတ်တာတွေဖြစ်ကုန်တာသူကငရဲကလွတ်တော့လူမဖြစ်ဘူးသူကငရဲကလွတ်တော့ဒီကစ္စကုတော်မှာပိတ်တာလာဖြစ်တာဘုန်းကြီးပိတ်တာကိုရင်ပိတ်တာဦးစင်းပိတ်တာတွေလာဖြစ်တာအရှင်မောက်ကလန်ကမြင်တာလေအရှင်မောက်ကလန်ကကစ္စကုတော်ကဆင်းလာပြီးတော့ဆုံးကံကြွားတဲ့ခါမှာသူကအဘိညာဉ်တကိုးနဲ့သူကကြည်ကြည်ပြီးသွားတာဆိုတော့ကစ္စကုတော်နားတဝိုက်မှာဦးစင်းပိတ်တာတွေကိုရင်ပိတ်တာတွေသူကသင်္ကန်းတွေမီးနေလောင်းပြီးတော့တပိတ်ကြီးတွေမီးလောင်းတယ်ဆိုတော့ လက်ကလွတ်ချလို့မရဘူးအကုသို့ကံကြောင့်ဖြစ်တာဆိုတော့တပိတ်ကိုလက်ကလွတ်လို့လည်းမရဘူးကတ်နေကော်ကတ်တို့ကတ်နေတာပူပြီးတော့နိုင်ငံကြီးကလည်းမီးတွေလောင်ပြီးပူကတ်ခွာလို့မရအောင်ကိုရင်တွေဥစဉ်တွေပိတ်တာကြီးတွေအော်ပြီးပြေးနေတာကျင်မောက်ကလန်ကမြင်တော့တံမေကဖြစ်ပြီးပြုံးတော်မူတာအဲ့တော့အရှင်ဘေးနားကကြွလာတဲ့အရှင်လက္ခဏာမထေရမြင်တယ်မြင်နေသလားပိတ်တာကိုမမြင်ဘူးအရှင်မောက်ကလန်ပြုံးတော်မြင်တာအရှင်မြတ်ဘာလို့ပြုံးတာလဲဆိုတော့ဒီလိုမမေးနဲ့လေမြတ်စွာဘုရားရှင်ကသွားမေးရတယ်တော်မယုံမှဆိုလို့ဥသိမ့်ပိတ်တာတွေဒီလိုရှိနေတယ်ကိုရင်မိတ်တယ်လို့ချက်မယုံမှဆိုလို့မပြောကမမေးနဲ့လေဘုရားရှင်ကမေးတယ်တော် တော့မြတ်စွာဘုရားရှင်ရောက်တဲ့ခါမှာမြတ်စွာဘုရားအကျိုးကြောင့်ရှင်ပြဟုတ်တယ်အခုဂိသဂုတ်တော်မှာအရှင်မောကလန်မြင်ခဲ့တဲ့ပိဋ္တာတွေငါလည်းမြင်တယ်အဲ့ဒီပိဋ္တာတွေကမအရှင်မကတ္တဗ sorry ကတ္တဗမြတ်စွာဘုရားရှင်လက်ထက်တုန်းကကောင်းကောင်းမနေခဲ့တဲ့ဥစဉ်တွေကိုရင်နေခုနကလိုသီလတွေပြတ်ပြီးငရဲကြပြီးတော့ငရဲကလွတ်ပြီးဒီမှာပိဋ္တာလာဖြစ်နေကြတာဆိုပြီးတော့ဘုရားပြန်ပြီးတော့ကြောက်ပြန်ဟောပေးတာဆိုတော့အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဥစဉ်လို့တကြောင်စဉ်လို့ဆရာတကားဟာတသနာပြုတဲ့သဘောဖြစ်အောင်စူးစမ်းဖို့လိုတယ်။မဟုတ်ရင်အကုန်လုံးဆရာလည်းငရေကြတကားလည်းငရေကြဆိုတော့ ပဒနာမှာဦးဇင်းတို့တော်တော်လေးကိုချုံနေနော်တော်တော်လေးချုံပါတယ်မချုံနဲ့နော်အဲအဲ့ဒါကြောင့်ဦးဇင်းတို့တန်ဃာတော်တွေအသက်နိုင်ဆုံးသီလဆင်ကြအောင်ဝိုင်းပြီးတော့စ조사ဖို့ပေါ့နော်